နိနိခန့်ကပတ်သက်မှုနဲ့ပတ်သက်လို့အတိဆုံးတယောက်ကတော့ကိုစားကနာပေါ့ဒီကိုစားကနာပြည်သူတွေကိုပြည်သူတွေရဲ့နှလုံးကိုရှင်လန်းရှင်လန်းစေတဲ့နီးနဲ့နိုင်ငံရေးစီရင်မှုတွေလုပ်ခဲ့တာပဲအဲ့တော့နေကောင်းရဲ့လားမတွေ့တာကြာပြီမှန်ပြီကောင်းပါတယ်ဟာအဲ့တော့ကြမ်းပါတယ်နော်ကြမ်းပါအောင်လည်းနေတယ်နော်ရှောက်မလဲရှောက်မလဲဘူးနော်ရအဲ့တော့ ဟိုဒါကနာအခုဒီအချိန်မှာဒီကိုဗစ်ရဲ့ကန့်သတ်တွေကြားရရနေပြီးတော့ကိုယ့်ရဲ့အမှုပညာအင်အားတွေကိုဒီနိုင်ငံရေးအတွက်ဘယ်လိုပုံစံနဲ့ထုတ်သုံးတာအချိအောင်ဆုံးလို့နေပါလဲဒီလိုအားတွေကအရင်ဆုံးတော့ဒရင်ချုပ်အနေကြောပါတယ်ဒီအနေဟောနောက်ဆုံးဝိုင်းအကြောင်းပါတယ်ဟာကျွန်တော်တို့ကရုပ်မြင်သံကြားနဲ့ကြီးခဲ့ရတာဟုတ်ဆိုတော့ကျွန်တော်တို့စပြီးတော့ ုမြင်တန်ကြားမှာအိဆာကာရရတို့ကျွန်တော်တို့ကတစ်စင့်ကျူတွေ့တာဘာလို့ကျွန်တော်တို့ဒီလေးရိုက်ပြီးတော့ဒီလေးပြိတ္တလာကြည့်မှာမဟုတ်ကျွန်တော်တို့ကစတူဒီယိုဟုတ်အဲ့တော့အခုလဲကျွန်တော်တို့ကဒီလိုပဲမီဒီယမ်တစ်ခုသုံးရအဲ့တော့တစ်စင့်ကျူကြီးဒီပြိတ္တစီကိုဘယ်လောက်ရောက်သွားနိုင်လဲဆိုတော့ကျိုးစစ်သားပြီးမှကျွန်တော်တို့လုပ်ပါတယ်အဲ့တော့အခုဟိုကျွန်တော်ကိုယ်တိုင်ကဟိုဈေးရုံနဲ့သုံးလေးကတက်ပြီးတော့ခဏခဏခွဲတော့ကျွန်တော်မှတ်ထားလိုက် အရှင်မျိုးကျွန်တော်ပေးနိုင်တယ်ဒါဆိုရင်ကျွန်တော်တယောက်တည်းတော့မရတော့ကျွန်တော်ကိုဘွားလေးထားခဲ့အဲ့တော့ကျွန်တော်မျိုးဆက်ဘူးဆိုရင်2020မှာဒါအငိမ့်ကတော့ပါတယ်ဇွဲအဖွဲ့ပေါ့ဇွဲအဖွဲ့ဆိုတာနောက်ဆုံးသရုပ်ထမြောက်မျိုးဆက်ဖြစ်ပါတယ်ဆိုတော့ဟိုကျွန်တော်2015မှာဒီလီဒီ2020မှာဇွဲအဲ့တော့ဒီမျိုးဆက်တွေကကျွန်တော်ကူစားကျွန်တော်မလုံနိုင်တော့တဲ့အခါမှာသူတို့လုံပါလိမ့်မယ်ကျွန်တော်သူတို့ စိတ်တည်လဲလိုက်ချက်ပြီ။ဟိုဘာလို့ကျွန်တော်ထောင်ထဲမှာတည်းအဲ့ဒီတွေးရတယ်ဟိုကချိန်မွေးပေးပါနိုင်ပြီဆိုတော့အဲ့တော့ဆရာဆိုတော့ကျွန်တော်စေးကူပေးလိုက်ရတယ်။ဆိုတော့ကျွန်တော်အဲ့ဒီတော့တွေးတယ်ဟာမဖြစ်ဘူးလို့ကျွန်တော်ဟိုကျွန်တော် music target ရမောင်စု music ကတော့ပြောကြတယ်။ဒုတိယ music ကတော့အကုန်လုံးတော်တယ်တော့ခုပ်ကုန်ကြတယ်အဲ့ဒီတော့ခုပ်ကုန်ပြီးတော့ ABS ရဖြစ်သွားတယ်။တတိယ music ကတော့ delay ပြီး အခုတော့ဒီနှစ်မှာစပွဲပေါ့ဆိုတော့သူတို့စိတ်ကြဲဦးကျွန်တော်အဲ့နိုင်ငံရေးနဲ့အမှုပညာတခါလေရောထည့်ပြလိုက်တာဘယ်လိုလုပ်ရောထည့်ပြနံပါတ်၁ကတော့လည်းကျွန်တော်တက်ကသူတို့လည်း feel ရှိပါတယ်အဲ့ feel ကိုကျွန်တော်သုံးချမှာတော့ဟိုဒီဒီလေးဒီဆိုရင်သူတို့ကဟိုအဲ့ပြလုံးပြီးပြန်ကြောက်တယ်တစ်ဖက်မှာကျွန်တော်ကဟိုသူတို့လုတ်ရှင်စိတ်ပေါက်လာအောင်မင်းတို့ဒီ လာကနဲ့ဘယ်လိုလုပ်လောက်ပါလဲအဲ့ဒီအချိန်ကကာလတော့မင်းတို့လုပ်ရတဲ့အလုပ်နဲ့မင်းတို့စားရတဲ့အစားနဲ့မကာမိဘူးအဲ့အဲ့ဒါကကျွန်တော်ဖြည်း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 ချင်းနှဲ့သွင်းရတာနောက်ပြီးတော့မှကျွန်တော်ကစားရီဖတ်ဖတ်ပြရတာသူတို့ဒီကောင်ကြီးစားဖတ်ပြင်းလို့ကျွန်တော်စားဖတ်ပြအခုနောက်ဆုံးမျိုးဆက်ကတော့ဘို့စားတာဟုတ်တယ်ဟုတ်ကိုတက်လာကိုတက်လာအရင်ကစားဖတ်ပြရတယ်ဆိုတော့ဘယ်လိုစားရီဖတ်ပြအဲ့ဒီအဲ့ဒီမှာသူတို့တို့ကျွန်တော်ဟိုလေ2000ခုနှစ်လောက်က ၂၀၂၀နှစ်ကျွန်တော်လည်းပြိခံတာရတဲ့အချိန်ဆိုတော့အားနေတာပေါ့ကျွန်တော်ဆိုတော့အဲ့တုန်းကဟိုအဲ့ဒီဟိုတူတူပြောရင်တော့အရင်ဆုံးစဖတ်ပြရတာကတော့အမှုပညာနဲ့ပတ်သက်တာတွေဖတ်တာအမီတော်မာလို့ဆောင်းတယ်ပေါ့ဒါအငိမ့်ကဒီလိုရှိတယ်လူရှင်တော်တွေကဒီလိုရှိတယ်သူတို့လည်းဝါသနာပါတယ်ပေါ့အဲ့ဒီကနေမှကျွန်တော်တစ်စစ်တစ်စစ်တက်သွားတဲ့အခါကျတော့မှဒေါက်တာမောင်မောင်စာဟုတ်လို့မြန်မာတမိုင်းတွေကအကြောင်းတွေသူတို့ပြန်ပြီးတော့ကျွန်တော်ရှင်းပြဆိုတော့ဟိုတဖြည်းဖြည်းချင်းတော့လို့ရပါတယ်ချက်ချင်းတော့မရပါဘူး ဟိုဒီလေးဒီတော့မှကျွန်တော်ထင်တယ်။ဘုံနဲ့တော့ကျွန်တော်တို့ကျွန်တော်အိမ်ပေါ့ကိုစခန်းသွင်းပြီးတော့ထားတာ။အဲ့လိုကြောကြောတော်တော်လောက်ပါပဲ။အခုအခုဆိုလဲပဲပဲလို့အဲ့မှာကျွန်တော်အိမ်ပါပဲအခုထားတာသူတို့။အခုနောက်ပိုင်းကပို့ပြီးတော့စဖတ်လာတယ်လို့ပြောတယ်ဟုတ်လား။ဟုတ်တယ်ဘုရားပြန်ရန်ကြီးကလည်းအခုဒီနောက်မျိုးဆက်ကနောက်ဆုံးမျိုးဆက်ပေါ့ဆွဲခွဲရသူတို့အကုန်လုံးအစားတို့ဖတ်တယ်ဟိုဟိုကျွန်တော်အိမ်မှာရှိတဲ့စာအုပ်စရာဟာတွေသူတို့ကြိုက်တာပတ်ကျွန်တော်ပေးထားတယ် တို့တအားထွက်ပါတယ်အဲ့တော့အခုဒီဇွဲဖွဲ့อ่ะအဲစာဖတ်တန်နာလားဒါမှမဟုတ်သူတို့ဂျိုးဆက်ကစာဖတ်တန်နာလားဘာဖြစ်လို့လဲဆိုတော့အခုဟာဒီနိုင်ငံတွေမဟုတ်ဘူးပေါ့နော်ကမ္ဘာနှံပြားမှာဆိုလို့ရှိရင်ဒီအဲအားလုံးကဖုန်းလေးတွေပေါ့နော်ကင်နာနဲ့အမျှစာအုပ်ဖတ်တဲ့အတေးကပူပြကြလာတယ်လူကြားတယ်နောက်တော့တခုသိရင်လို့ရှိရင်မြန်မြန်နဲ့လည်းဆိုင်လည်းညှိုးလို့နဲ့ခါတောက်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 နဲ့ကိုတူရင်းနဲ့အဖြေလေးကိုပဲတုံးလိုက်ဟိုတောင်းလိုက်တာပေါ့နော် တိတ်ပြီးတော့စာရီလိုက်ဖတ်တဲ့ဟာမလွတ်ကြဘူးလို့ကြားတယ်အဲ့တော့ဒီဇွဲအဖွဲ့ဟာဒီအဖွဲ့ထဲမှာပါတဲ့ဖွဲ့ဝင်တွေကစာဖောက်ဝါဒနာပါတာလားသူတို့မျိုးဆက်ကဝါဒနာပါတာလားဘယ်လိုထင်လဲအဓိကကတော့သူတို့မျိုးဆက်ကဝါဒနာပါတာဟုတ်တယ်အရင်တော့ကျွန်တော်တို့မှာရတ္တစာပေအားနေတဲ့အချိန်မှာသူတို့ကရတ္တစာပေဘက်ကိုတအားအာတန်လာကြတယ်အဲ့တော့သူတို့အာတန်တဲ့စာအုပ်တွေကိုကျွန်တော်ထားပေးတယ်အထူးသဖြင့်တော့သူတို့ကဘာသာပြန်ဝတ္ထုတွေကိုပို့ကြိုက်တယ် တော့ကျွန်တော်ဘာသာပြန်ဝိထုတွေပေးဖတ်တယ်ကျွန်တော်အများကြီးပဲဆရာစုသိင်းလို့ဆရာတမောင်ကြီးလို့အဲ့စာအုပ်တွေသူတို့ထားပြီးတော့သူစာလမ်းတွေပါအဲ့ဒီရလာစာပေကိုသူတို့အရန်ကြိုက်ကြတာပေါ့အခုနောက်ဒီအကြီးတော်တို့ဘာလို့လဲသူတို့ကြိုက်တယ်ဆိုတော့ဟိုသူတို့ကြိုက်တဲ့ဟာကိုကျွန်တော်အရင်ချပေးရတာပါကျွန်တော်ယူလာမို့သူတို့ယူလာအဲသူတို့ကတော့ပို့ပြီးတော့ဖတ်တယ်နောက်တော့ဒီဒီဒီဟိုအင်တာနက်ထဲမှာအကုန်ရှာလို့ရတာမှန်ပါတယ်ဒါပေမဲ့အင်တာနက်ထဲမှာဟိုသူတို့ရလာစာပေရှာလို့မရအရသာမရှိနိုင်ဘူးနောက်ဟာတာမရနိုင် ဆိုတော့သူတို့လူကျင်တဲ့ဟာတာကိုသူတို့ကလူဘဝတွေရရှာဖို့အတွက်ကဒီစာအုပ်တွေပဲရှိတာပေါ့။ဆိုတော့ဒီဇာနေဝိမေဟာတွေပတ်တယ်သူတို့ရှိရတယ်။ဇာယီဥပ္ပေမေဝိထုလူတွေပတ်တယ်သူတို့ရှိကြတယ်။မမသိရင်သူကျွန်တော်ကလာမေးတယ်။ဆိုတော့ဒီမျိုးဆက်ကလည်းလည်းကိုတတ်တယ်ထင်တယ်။အဲ့တော့ဆောစောကဥစားကပြောတော့ပေါ့နော်။ဟိုစိတ်တွေကိုဆွဲဆောင်ရတယ်ပေါ့။စိတ်တွေကိုဆွဲဆောင်ဆိုတကယ်ဆိုတော့စီယုံရေးရထားပါပဲ။နိုင်ငံရေးရစီယုံရေးရတယ်။အဲ့တော့ဒီကိုဆွဲဆောင်တဲ့စိတ်တွေအကြောင်းသိမှလည်းဆွဲဆောင်လို့ရမယ်လေ။ ဲ့တော့အခုအချိန်မှာဆိုလို့ရှိရင်ဒီရွေးကောက်ပွဲကနေလာတာနဲ့အမျှပြည်သူတွေကဘာတွေကိုအဓိကအလေးထားတယ်လို့မြင်လာလဲကျွန်တော်တို့မြင်တဲ့ကျွန်တော်တို့ရဲ့ဟိုပတ်ဝန်းကျင်မှာမြင်ရတဲ့လူတွေကဟိုလူမျိုး၃မျိုးတော့ပွဲနေပါတယ်။ဘာလို့ဆိုတော့ဟိုတစ်မျိုးကတော့ဟိုဟိုကျွန်တော်နဲ့အနီးစပ်ဆုံးမှာရှိနေတဲ့တစ်မျိုးကတော့လုပ်ဖို့လုပ်ရမယ်။ဒါကတော့ဒါကျွန်တော်တို့ကနိုင်ငံရေးတရားလူတွေနဲ့ယူပြီးပေါင်းနေတာဆိုတော့အကုန်လုံးကဟိုငွေရင်းချင်းချင်းတွေပဲအကုန်လုံးကပါတီတိုင်းမှာပါ ဘသူတွေရပြီးချိန်မှာလုပ်ဖို့လိုအောင်နိုင်ငံရေးကနံပါတ်1နိုင်ငံရေးကနံပါတ်1နောက်တော့ဆိုတာအမှုပညာသမားတွေကျွန်တော်လည်းပေါင်းနေတယ်သူတို့ကပစံကနံပါတ်1စီးပွားရေးကနံပါတ်1သူတို့လုံချင်တာစီးပွားရေးပဲအဲအမှုပညာသမားတွေနောက်တော့ကျွန်တော်ကိုယ်တိုင်သွားဆရာဝန်ဖြစ်တယ်သူသွားဆရာဝန်လောကကြီးတယ်ကျွန်တော်ပေါင်းပါအဲ့ဒီလူတွေအားလုံးကြတယ်တော့သူတို့ကဘာဖြစ်သွားလဲဆိုဒီရုပ်တော်ဝေယူပြင်ပစံကအောင်မြင်ပြီအဲ့ဒီဆိုရနိုင်ဘာလို့လုံဆရာတွေတဘုံကြီးကြတယ်အဲ့သူတို့စိတ်မှာကြတော့တခါ အစ်မတန်ပညာတတ်တဲ့လူတွေကကြောင်းသွားတယ်နိုင်ငံရေးကိုစိတ်မစားလားကျွန်တော်ပတ်ဝန်းကျင်မှာတော့နိုင်ငံရေးစိတ်မစားတဲ့လူတန်းစားနေရတယ်ပတ်စံစိတ်မစားတဲ့လူတန်းစားတရက်နဲ့သုံးရက်ရှိပါတယ်အဲဒီသူတို့ကြိုက်တာတွေတော့ကျွန်တော်တို့လိုက်လိုက်လုပ်ပြရတယ်ဟောနိုင်ငံရေးစိတ်ဝင်စားတာနှစ်ရက်ဆိုတော့ပိုကောင်းတာပေါ့ဘာလို့ဆိုတော့နိုင်ငံရေးစိတ်ဝင်စားတဲ့ဘက်ကများတော့ပေါ့နော်နောက်အခုစားပြောတာပါအဲဒီသုံးသပ်လိုက်လို့ရှိရင်ပထမအုပ်စုကတော့နိုင်ငံရေးကိုနည်းနည်းပို့ပြီးတော့ဟိုရေတို့ပို့ပြီးတော့စိတ်ဝင်စားမှုရှိပြီးတော့ တတ္တရာအုပ်စုကတော့ရေရှည်ကိုပို့ပြီးကြည့်တယ်ဆိုတော့သဘောလေးလိုပဲဖြစ်နေပါတယ်ဟုတ်ပါတယ်အဲ့တော့သူတို့ဆွဲဆောင်တဲ့နေရာမှာပုံစံတူနဲ့ဆွဲဆောင်လို့ရလားတမျိုးစီဆွဲဆောင်ရဒီဒီဒီတုံးအုပ်စုမရဘူးအနေဟိုနိုင်ငံရေးစီဝင်သားတဲ့အုပ်စုနဲ့စုတယ်မှာခုနကဒီပညာတဲ့အတိုင်းဝိုင်းလို့ပြောရမယ်လူတွေပေါ့အဲ့သူတို့ကြတော့တိတ်မခက်ဘူးအဲ့သူတို့ကဖူကူယာမားနဲ့လေသူကပတ်ဘူးတယ်အဲ့တော့ တော်တို့ identity အကြောင်းပြောပြီးတော့လည်း CEO ရရတယ်သူတို့။ဟိုလူတွေကြတော့ activist များတော့နည်းနည်းတော့ hot ပဲ။တခါတလေကြတော့ဟိုကျွန်တော်တို့တော့မှဒီမှာဒီ energy အကြိမ်ပဲရိုက်ရကျွန်တော်စေးရင်စေးတာကိုတို့ရော။ဟုတ်ကဲ့ startup ကျွန်တော်အစေးခံတယ်။ဟိုပြောပါတယ်စေးရတာပေါ့။အဲ့တော့သူတို့ကြတော့ကျွန်တော်ပြီးလဲအောင်ပြန်ရှင်းလို့ရတယ်။အဲ့အလေးကောင်းတကြောကဟိုစီးပွားရေးပဲမဆန်လွင်ဘာမှစိတ်ဝင်စားဘူးဆိုတဲ့တကြောကိုတော့တော်တော်လေး ကျွန်တော်တို့ပြောယူပါတယ်။အဲနည်းနည်းလေးဟိုညှိတော့ညှိရပါတယ်။တို့ကြိုက်တာကိုများများပေးပြီးတော့85ရာခိုင်နှုန်းတော့တို့ကိုကျွန်တော်တို့ပေးပြီးတော့ကျွန်တော်တို့ကအသာလေးနောက်ကလိုက်ပြီးတော့လုပ်ပါတယ်။အဲအဲ့ဒါဆိုတော့အစီအပြီးပါတယ်။အဲ့ဒီပိုက်ဆံနဲ့ပတ်သက်လို့တော့တခုပြောချင်တယ်။အဲ့ဒါတော့အဒီကောင်းတတိယလားနှစ်ပေါင်းတော်တော်ကြာပါပြီ။နှစ်ပေါင်းတော်တော်ကြာပြီဆိုတော့အဒီနယူးယောက်မှာတူတာနယူးယောက်မှာဆိုတော့ဘယ်လောက်လောက်ကြာကြာမင်း90လောက်တောင်ရှိတယ်။နှစ်90လောက်တောင်ရှိတယ်။အဲ့ဒီတော့က နယူးယောက်မှာရှိတော့မှာအဲဒီသူတို့သတင်းစာကြီးတခုတည်းမှာဖောက်ဖူးတယ်သူတို့ရဲ့အဲအမေရိကန်မှာတော့ဗစ်တာဩဇာရှိတဲ့သတင်းစာကြီးတွေမှာသူတို့စစ်တမ်းတခုကောက်ထားပေါ့နော်စစ်တမ်းတခုကဘယ်မှာတွားကောက်လဲဆိုတော့သူတို့ရဲ့အဲနာမည်အကြီးဆုံးတက်သူတခုမှာတွားကောက်တွားကောက်ပြီးတော့လူငယ်တွေတောက်ကျောင်းကျောင်းသားကျောင်းသားတွေအတွက်အကြီးဆုံးအန်တီရီပေါ့နော်အကြီးဆုံးအန်တီရီကဘာတွေလဲဆိုတော့အဲ့ဒီဟာကိုသူကျောင်းသူကျောင်းသားတွေအမြင်ဝေးတဲ့အခါကျတော့အဲ့မှာ เจ้าသူလေးတယောက်ပြောတဲ့ဟာအဲ့ဒီအမြဲမှတ်ထားတယ်ခဏခဏလေးအဲ့ဒီဂျုံလုံးဂျုံလုံးပြန်ပြန်ပြောပြတယ်အဲ့ဒါပါလဲဆိုတော့ तू ကဘယ်လိုပြောလဲဆိုတော့တခြားလူတွေကတော့ပုံမှန်ပေါ့နော်ဘာမှ attribute